ဒီအုံနောက်ရှိတဲ့ပြည်သူတွေတော်လန်ရေးတော်လန်ရေးဘတ်တော်သားတွေเนาะလူစိတ်ရှိတဲ့ပြည်သူတွေကဒီမှာအိမ်ထဲမှာအေးအေးဆေးဆေးတတရရတီဗီကြည့်ပြီးတော့အေးဆေးဆေးနှံ့နေပြီးတော့တော်လန်နေတဲ့အချိန်မှာမင်းတို့တွေကနေဘူးထဲမှာပင်ပန်းခံနေရเนาะအုံနောက်မရှိတဲ့ကောင်တွေဆိုတော့လေအလုံးမဲ့မင်္ဂလာပါခင်ဗျဒီနေ့ဒီဇင်မာလ10ရက်နေ့မှာလောက်ခဲ့တဲ့ဒီအတန်သိတဲ့ပိတ်ကတော့ကြောက်ခမန်းလိလိ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ပြည်သူတွေရဲ့ဆန္ဒကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ပြည်သူတွေအခုချိန်ထိတစုတစည်းတဲ့အတူတူရှိနေတယ်ဒီအာဏာရှင်တွေရဲ့ဒီရွေးကောက်ပွဲကလည်းဘောင်းဝင်တယ်လို့အာဏာရှင်တွေကလည်းမထောက်ခံဘူးဆိုတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်နော်ဒီပြည်သူတွေကတော့အာဏာရှင်ကိုညှဉ်းဆဲမုန်းတီးခဲ့တာကတော့လုံးဝကြာခဲ့ပြီပေါ့နော်ဒါပေမဲ့အခုချိန်ထိလည်းနှလုံးသားတဲ့ထီကိုဆွဲနေအောင်မုန်းတီးနေပါတယ်ဆိုတာကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်ဒီကျွန်တော်တို့လူငယ်တွေ လေးတွေเนาะအသက်ကြီးရွယ်အိုးတွေဘာမကြံဒီတက်ဖြတ်နေတဲ့တမ်မဆေအုပ်စုကအခုချိန်ထိလည်းရုံမာမှုတွေမရက်တန်သေးပါဘူးဒီအခုချိန်ထိလည်းနေစဉ်နဲ့အမျှတက်ဖြတ်မှုတွေကြုံနေရတယ်ဒီကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေရတယ်ပေါ့နော်ပြီးတော့ဒီအိုးအိမ်တွေမီးရှို့တယ်ဒီအသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးတယ်เนาะအမျိုးသမီးတွေလိမ်မြတ်ထုတ်ခံရတယ်ဒါအပြင်မှဒီမတိုင်းချင်းပြီးတော့တက်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေလည်း နေစဉ်နဲ့အမျှဖြစ်နေတာဖြစ်ပါတယ်နော်ဒီစာသင်ကျောင်းတွေဘုံကြီးကျောင်းတွေနော်စေယုံစေကန်းတွေအကုန်လုံးကိုဘုံကျဲပြီးတော့မှပြည်သူတွေကိုဒီအမြင့်ပြတ်တက်ဖြတ်နေတဲ့ပုံစံမျိုးကိုလုပ်နေတာပါဒါတွေကဘာကြောင့်လုပ်ရသလဲဆိုတော့နော်ဒီဆေအာနာရှင်ကသူတို့ကိုတော်လှန်ရင်ဒီတော်လှန်တဲ့ပြည်သူတွေအားလုံးကောင်းကောင်းမနေရဘူးနော်အသက်အနေရဲ့ထိခိုက်ရမယ်နော်လုံလုံခြုံခြုံမနေရဘူးစီးပွားပျက်စီးမယ်ကိုယ်ရင်နေဆုံးရှုံးရမယ်ဆိုပြီးတော့မှကျွန်တော်တို့ကိုအကြောက်တရားနဲ့ ချိန်ဆောက်တာဖြစ်ပါတယ်အကြောင်းတရားနဲ့အုပ်ချုပ်ချင်တာဖြစ်ပါတယ်ဒီဟာကိုလည်းကျွန်တော်တို့ကဂယူးမဆိုင်ဘဲနဲ့ခုချိန်ထိဒီအတန်တိတ်တဲ့ပိတ်နဲ့ပါဝင်နေတာဖြစ်ပါတယ်ဒီအတန်တိတ်တဲ့ပိတ်ကတော့အနေရကင်းနေပေါ့နော်ဘောမာတွေလည်းဘာမှလုံးလို့မရဘူးဒီအချမ်းမဲ့စစ်တက်ကလည်းဘာမှလုံးလို့မရတဲ့အနေထားပေါ့နော်ဒီနေ့ဆိုရင်ဒီမြို့တွေအများကြီးမှာပါဝင်တယ်နော်ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ကိုဒီအတန်တိတ်တဲ့ပိတ်မှာလုံးဝပါဝင်တာဖြစ်ပါတယ်လုံးဝဒီတိတ်ဆိတ်ပြီးတော့ပေါ့နော်မြို့ပြတွေအကုန်လုံးရောဒီခြေရွာတွေရောအကုန်လုံး လူသူမရှိရလောက်အောင်ထီကိုကိမဲ့နေတာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီနှစ်ပေါင်းများစွာเนาะစစ်တပ်ရဲ့လူဘာဝချင်းဒီလွှမ်းမိုးချင်းရဲ့အောက်မှာနေခဲ့ရတာဖြစ်ပါတယ်။အခုချိန်ထိလည်းနေနေရတော့မှာပဲ။ဒီကောင်တွေကဒီမတရားသဖြင့်အာဏာသိမ်းပြီးတော့အခုချိန်ထိကိုလုံမာနေတာဖြစ်ပါတယ်။ဒီချိန်ထိကိုကျွန်တော်တို့ကစန့်ကျင်နေကြတော့မှာပဲ။ပြည်သူတွေကလည်းတုံးဝဒီစစ်တပ်ရဲ့ရုံမှမှုတွေကပို့ပြီးတော့ကိုစိုးတထက်စိုးလာတယ်ပေါ့နော်။အခုလုံးမဲ့ရွေးကောက်ပွဲကလည်းဒီကောင်တွေရဲ့ခပ်ပေါက်ပါပဲ နော်ဒီကောင်တွေရဲ့ uniform လဲပြီးတော့နေရာချိန်ပြီးတော့ထွက်ပြေးမယ်ထွက်ပေါက်ပေါ့နော်ဒီထွက်ပေါက်ကိုလည်းကျွန်တော်တို့ကအလုံးမပေးဘူးဆိုတာကိုလည်းပြသလိုက်တာဖြစ်ပါတယ်ဒီရွေးကောက်ပွဲကဘောင်းဝင်ဘူးဆိုတာကို ပြသတယ်ရွေးကောက်ပွဲကမတရားဘူးဆိုတာကို ပြသတာဖြစ်ပါတယ်ပြည်သူတွေရဲ့စီလုံးညီညွတ်မှုကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ပြီးတော့ပြည်သူကိုမျက်နှာမူပြီးတော့နော်ပြည်သူတွေကိုစောက်ရှောက်ရမယ်အစားပြည်သူကိုပြန်ပြီးတော့ကြိုက်တဲ့ခွေးတွေပါ နော်ဒီကောင်တွေကတော့ရုံမှာ ရုံမာတင်တလောက်ကိုရုံမာပါရုံမာအောင်မှာပေါ့နော်အဲ့တော့အခုလိုအနေများတဲ့ဒီဒေါ်လာရေးကာလမှာဆိုရင်ဒီလိုမျိုးဒီအတန်လေးတပိတ်ကတော့ပြည်သူတွေပါဝင်ဖို့အတွက်အသင့်လျော်ဆုံးပဲပေါ့နော်ဒါကြောင့်လည်းအခုချိန်မှာဒီပါဝင်ဖို့အခွင့်အရေးဖြစ်လာတဲ့အချိန်မှာပဲပြည်သူတွေအကုန်လုံးကပါဝင်ခဲ့ကြရမှာအဲ့တော့လူတိုင်းပါဝင်နိုင်တယ်ဒီလူမျိုးဘာသာမရွေးဟုတ်လားအသက်အရွယ်မရွေးနော်ဒီကောင်တွေရဲ့အနေရပြုတ်ခြင်းကနေပြီးတော့မှရှောင်ရှားနိုင်တဲ့ ဒီတပိတ်ပုံစံမျိုးပေါ့ဒါကြောင့်လည်းအောင်မြင်မြင်နဲ့ဖြစ်ခဲ့တယ်နောက်ပြီးတော့ဒီအတန်လေးတပိတ်ကဒီအန်ရယ်လဲကင်းနေပြီးတော့လူလဲတက်တာတယ်ပေါ့ဗျာသိရမလားဘောမားတွေလိုမျိုးဒီအတန်လေးတပိတ်မအောင်မြင်ရေးဆိုပြီးတော့လူလေးလက်တဆုပ်စာလောက်နဲ့နေဘူးတဲ့ထွက်ပြီးတော့တော့ချောတိုင်းတက်တက်နေကြရလဲမလို့ဘူးပေါ့ဗျာနော်ဒီငပိန်းတွေကတော့အပင်မန်းခံရမှာပေါ့နော်ဒီတာဇန်တွေကတော့လည်းညံမီမှလည်းမဟုတ်ပါဘူးနော်အခုဒီလဲပြည်သူတွေစီစီလုံးလုံးနဲ့တစ်ထက်တည်းရှိနေတာကို ီဘောမာတွေနော်ဆက်ဆက်တိမခံဖြစ်နေမှာပါပြီးတော့ပြည်သူတွေလည်းအားရကြမယ်လို့ယုံကြည်ပါတယ်နော်ကြုံစိမ့်နဲ့သမင်းစားရယုံဒီအရက်တော့ရယုံနဲ့နောက်ဆက်မဲ့ဘောမာတွေကတော့အများတန်းရှိနေတော့မှာပေါ့သိရမလားဒီပြည်သူတွေရဲ့ပြည်သူတွေရဲ့ဒီတနင်္ဂနွေလုံးတိုင်းတာနဲ့ရှင်ရင်တော့ဒီဘောမာတွေနော်အပြင်ထွက်တယ်ဒီမှာချောတိုင်းတက်တယ်ကထိန်ခင်းပြီးတော့ဒီလူစုလူဝေးပြတယ်ဆိုတာကနော်ဒီဈေးအိမ်သားမှာတန်းစီနေသလောက်အတိုင်းတာပဲရှိပါတယ်ဗျာ တော့ဒီလိုကောင်တွေကိုလည်းကျွန်တော်တို့ကလုံးဝလူရမသွင်းပါဘူးเนาะဒီလိုကောင်သားမျိုးတွေကတော့ရှိနေဦးမှာပါပဲဒီတော့အရင်ရက်ကကျွန်တော်ရဲ့ post out မှာလာမှန်းနေဒီအတန်သိတပိတ် post out ဒီမှာလာလာမှန်းနေတဲ့ဘောမတွေလည်းဘယ်နဲ့ရှိတာလို့ပဲမေးနေတာเนาะသူတို့ကိုယ်တိုင်ရောအပြင်ထွက်သေးလားသူတို့ကိုယ်တိုင်ရောဒီချောတိုင်တက်တဲ့ပွဲတွေမှာပါသေးလားဗောနော်ဘယ်လောက်ထိပြင်းမှန်းသွားပြီလဲဆိုတဲ့ဟာမျိုးမေးချင်ပါသေးတယ်เนาะကျိုးနေခုံယုံလုံးနေတော့ဖုံမထပါဘူးเนาะဒီခွေးနဲ့မနှိုင်းချင်လို့ဗျာဒီကเนาะ နော်ဒီနေ့ပုံတွေထဲမှာနော်နေပြီဟိုနေပူတဲ့ကြီးကိုပြင်နေထွက် ပြင်နေထွက်ပြီးတော့ပင်မန်းခံနော်ပြူစောထီးတွေရောစစ်ခွေးတွေရော မြို့ရဲ့ဒီလမ်းစုံလမ်းဖြားတွေလမ်းထိပ်တွေမှာနေရာတွေချပြီးတော့နော်အပင်မန်းခံဒီအုံနောက်ရှိတဲ့ပြည်သူတွေတော်လန်ရေးတော်လန်ရေးပတ်တော်သားတွေနော်လူစိတ်ရှိတဲ့ပြည်သူတွေကဒီမှာအိမ်ထဲမှာအေးအေးဆေးဆေးတတရရာတီဗီကြည့်ပြီးတော့အေးဆေးဆေးနှက်နေပြီးတော့တော်လန်နေတဲ့အချိန်မှာမင်းတို့တွေကနေပူထဲမှာအပင်မန်းခံနေရနော်အုံနောက်မရှိတဲ့ကောင်တွေဆိုတော့လေ ဒီလိုပါပဲเนาะဒီကထိန်ခင်းတဲ့ဟိုဗီဒီယိုဆိုလဲကြည့်လိုက်ရင်ဒီမှာတချင်းဟိုတီဝိုင်းနေငှားထားတယ်ဒီကားပေါ်မှာစိုးနေတဲ့လူတွေတချင်းစိုးတဲ့လူတွေအစားเนาะစူပုတ်နေတာเนาะတကယ်တမ်းကျတော့မလိုက်ချင်ဘူးပေါ့ဗျာဒါပေမဲ့လည်းဒီကောင်တွေရဲ့အနေရနေကြပြီးတော့လိုက်ရတယ်เนาะမျက်နှာတွေမှာတော့သိတာတော့เนาะဒီတနိုင်ကန်လုံးအတိုင်းတာနဲ့ဆန္ဒပြတပိတ်เนาะအတန်လေးတပိတ်လုံးနေတဲ့အချိန်မှာဒီလိုကထိန်ခင်းတဲ့ ဒီအတန်းလောက်လေးနဲ့ဒီတနင်္ဂနွေလုံးအတိုင်းတော်ကိုမလွှမ်းလို့ရမယ်များထင်နေလားတော့မသိဘူးပေါ့ဒီကောင်တွေရဲ့အုံနောက်ကလည်းတော့ဘောမတွေကဗျာကျွန်တော်ကသိတယ်ဘာပြောချင်တာလဲဆိုတော့ဒီဘောမတွေကလည်းစစ်တပ်ကိုညာစားနေတာစစ်တပ်ကလည်းဘောမတွေကိုခြာကျွေးနေတာနော်အချင်းချင်းကငပိအချင်းချင်းဒီတာဇန်အချင်းချင်းဆိုတော့ဗျာညံမမီဘူးမသိဘူးသိတာတယောက်ကိုတယောက်အသုံးချနေတယ်တယောက်ကိုတယောက်ခြာကျွေးနေတယ်ဆိုတော့လည်းမသိဘူးနော်ဟိုကောင်တွေကလည်း ီဘောမတွေအများစုကိုလည်းကြည့်လိုက်ရင်ရောဗျာသိရမလားဒီဆောက်လုံးမလုတ်ချင်လို့ဒီဘောမပြီးတော့ထမင်းစားနေစားနေတဲ့ကောင်တွေကြီးပဲเนาะဒါကိုလည်းစစ်တက်ကတိတော့တိတယ်စစ်တက်ကတော့သူတို့ထညံကောင်းတာပါဗျာသိရမလားဒီမင်းအောင်နိုင်တို့ရောဒီဒီလိုမျိုးငပိန်းတွေကိုဘယ်လိုမျိုးညာစားရမလဲညာခိုင်းရမလဲခြာကျွေးရမလဲဆိုတဲ့ဟာဒီကောင်တွေကတိတယ်စစ်တက်ကအဲ့တော့လေနေဘူးတဲ့ထွက်ဆိုတဲ့ထွက်ကြရတာပဲသိရမလားဘောမတွေကတော့တနာဖို့တော့ကောင်းပါတယ်เนาะ ီးတော့ဒီဘောမားနဲ့စစ်တပ်နဲ့ဒီလားနှစ်ဖက်စလုံးကဗျာရဲရင်ထဲကနေပြီးတော့ချစ်ချင်းမြတ်တာတွေဘာတွေအဲ့ဒါတွေမပါဘူးဒီလားကိုဂျိုးကိုရဲ့ကိုဂျိုးသိရမလားကိုထမင်းစားရဖို့ဥကောင်ကကြတော့လေကိုရဲ့အာနာတီမြဲဖို့ကိုထိုင်ကောင်တီမြဲဖို့နော်ပြည်သူတွေရဲ့တန်ခတ်ချင်းခံရမှာကြောက်လို့ဒီဘောမားတွေကိုကိုလုံးလောက်ပြီးတော့ရက်တည်နေတာပေါ့ဗျာသိရမလားဒီတော့ကျွန်တော်တို့ဒီမှာအခုဒီနေ့လိုမျိုးအတန်လေးတပိတ်ကိုပဲကြည်လိုက်ပါနော် ဒီအတန်သိတဲ့ဘိတ်မှာပါဝင်ဖို့ဆိုပြီးတော့ဘယ်ပြည်သူကိုမှလည်းเนาะဟိုအခါချင်းငွေပေးကြလည်းမလိုဘူးเนาะနေသားကားတွေပေးကြလည်းမလိုဘူးစံဝေးကြလည်းမလိုဘူးစီဝေးကြလည်းမလိုဘူးเนาะပြည်သူတွေရဲ့တဦးတယောက်ချင်းစီတိုင်းရဲ့စိတ်ဆန္ဒကိုကเนาะဘာမှမရလဲเนาะနိုင်ငံရဲ့အကျိုးအတွက်ပါဝင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးပေါ့เนาะဒီတော့ကွာခြားမှုကလုံးဝမတူဘူးပါဗျာသိရမလားဒီကိုကျိုးအတွက်လုံးနေတာလားဆိုတာကတော့ဒီဘောမာတွေပဲသိပါလိမ့်မယ်เนาะ နောက်ပြီးတော့เนาะတက်မတော်ကြီးကိုချစ်ပါတယ်ဆိုတော့ဘောမတွေအကုန်လုံးဘာကြောင့်မထွက်လာတာလဲเนาะဒီနေ့လိုမျိုးနေ့မှာဘာကြောင့်မထွက်လာတာလဲဆိုတော့တချို့ဘောမတွေကြတော့လည်းသိရမလားအသာဆန်တဲ့နေရာလောက်ပဲဟိုကဖြစ်နေတာဗျာသိလားဒီလိုမျိုးဒီနေ့ဗီဒီယိုတွေမှာထွက်လာတဲ့လိုမျိုးဒီချောတိုင်းတက်တဲ့နေရာကြီးကြတော့မပါတော့သေးဘူးဟာမိချောတိုင်းတက်နေဘူးတဲ့ချောတိုင်းတက်အောင်ငါတို့ကဆောက်ယူနေလားဆိုပြီးတော့ဘောမအချင်းချင်းတောင်မှသိရအောင်တော့အောင်တော့မတူတဲ့ကောင်နဲ့ ဟိုအုံတော့ရေချင်းမတူတဲ့ကောင်ကရှိတာပေါ့သိရမလားဘောမချင်းနေတော့အုံတော့ရေချင်းကမတူဘူးဒါတော့နေအောင်ကရောအချင်းထွက်ဆိုလားသိလားဘူးလက်လာဆိုရောထွက်လာလားသိရဒီအတန်သိတဲ့ပိတ်ဟိုဖြက်စည်းဖို့အတွက်သိလားတကယ်အောက်ခြေကဘောမချင်းနေတော့မှာဗျာသိရမလားဇနိုင်နဲ့ဇနိုင်နဲ့ကွာသေးတော့အဲ့တော့ဘူးလက်လာစီတို့ထွက်လာသစဉ်ဦးတို့ပြင်ထွက်လာလားနော်ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့နော်အဲ့ကောင်တွေရောပြင်ထွက်လာလားနော်ပူလူမာတို့ပြင်ထွက်လာထွက်လာလေဟုတ်တယ်မလား တကယ်တိုင်းပြည်ကြီးကငြိမ်းချမ်းနေပါတယ်တိုင်းပြည်ကြီးကနော်ဒီရွေးကောက်ပွဲကိုထောက်ခံပါတယ်နော်ဒီရွေးကောက်ပွဲကိုစန့်ကျင်နေရဲ့ဒီအတန်သိတဲ့ဘိတ်ကဒီလူနည်းစုသာဖြစ်ပါတယ်ဆိုတော့ပြကျင်နေဆိုဒီလူတွေလည်းထွက်လာတယ်နော်ဒီအောက်ခြေကဒီဇက်နေဘောမာတွေကြတော့အပင်မန်းခံပြီးတော့နော်နေပူထဲမှာအပင်မန်းခံနေရတဲ့အချိန်ဒီလိုမျိုးဘောမာလော်ဘီတွေကနော်ဟိုအသာဆန်တဲ့နေရာလောက်ပဲအသုံးကျပြီးတော့ဒီလိုမျိုးနေရာကြီးကြတော့သူတို့လည်းမထွက်လာတော့ဘူးဒါပေမဲ့ရီတော့လည်းရီရပါတယ်နော်ဘဘကြီးကို ညာစားနေကြတာပေါ့သိရမလားညာစားတဲ့နေရာမောင်မဟိုကြားတာချင်းတော့မတူဘူးပေါ့နော်ဘဘကြီးကလည်းဟောင်းတိုင်းဟုတ်တော့လေဟုတ်နေတာပဲနော်ဒီအောက်တန်းအောက်တန်းစားတွေအချင်းချင်းကတော့ဟုတ်တော့လေဟုတ်နေတာနော်ဒီတော့ခုနကခုနကပြောသလိုပဲနော်ဒီငါတို့ကတနိုင်ကလုံးအတိုင်းတာနဲ့ဒီဆရာနာရှင်ကိုစန့်ကျင်တာပေါ့နော်ဆရာနာရှင်ရဲ့ဒီရွေးကောက်ပွဲက ပေါင်းဝင်မှုဆိုတာပေါ့ငါတို့ကတနိုင်ကလုံးအတိုင်းတာနဲ့ပြနေတာအဲ့တော့ဒီမင်းတို့ ေဘူးတဲထွက်တယ်ဆိုတော့လူအုပ်တွေနော်ဒီလူတန်းကြီးဆိုတာဒီဗီဒီယိုထဲမှာသာအနည်းငယ်ကြီးရိုက်လို့ဖြစ်ပြည့်ကြီးဖြစ်နေနော်တကယ်တမ်းကခုနကရှေ့မှာ ပြောခဲ့သလိုပဲနော်ဈေးရင်သာမှာအင်တာတက်ဖို့စောင့်နေတယ်တန်းစီတလောက်လူလူရေတွက်လောက်ရှိတယ်နော်ပြီးတော့ကဘာကတည်တယ်ကဘာမှာလဲကဘာကြီးကအကုန်လုံးကတည်တယ်နော်ဒါကိုလည်းကဘာကြီးကိုချပြပါနော်ကဘာကတည်တယ်နော်မင်းတို့လိုငပိန်းနေလေမဟုတ်ဘူးနော်ဒါကလူဒုဆန္ဒပဲဆိုတော့ကဘာကတည်မှာဖြစ်တယ်ပြီးတော့ဒီဒေါ်လာပြည်သူတွေအတွက် ပြောချင်တာကတော့ဒီနေ့ပြုလုပ်ခဲ့တဲ့ဒီအတန်သိတဲ့ပိတ်ကအနေအကင်းဆုံးဖြစ်ခဲ့တယ်အနေအကင်းဆုံးနီလန်လည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလက်ရှိအခြေအနေမှာဒီအာနာရှင်ကိုစန့်ကျင်ကြောင်းကိုပြသဖို့အတွက်နော်လူထုတရက်လုံးပါဝင်ဖို့ပါဝင်နိုင်ဖို့အတွက်အကောင်းဆုံးနီလန်တစ်ခုဖြစ်ခဲ့တယ်ပေါ့အကောင်းဆုံးလည်းအောင်မြင်ခဲ့တယ်အောင်မြင်ခဲ့တယ်ဆိုတာထက်လူထုကအခုချိန်ထိအတူတူရှိနေတုံးပဲဆိုတာကိုလည်းမြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်တယောက်ချင်းစီရဲ့အားတွေနဲ့ပြန်ပြီးတော့ဟိုအားအာယူနိုင်မယ်လို့လည်းယုံကြည်ပါတယ်နော် ဲ့တော့တို့ဘောမတွေဘာဘာအတုံးဝင်လဲပေါ့နော်ဘလို့ဘောင်းဝင်လဲဆိုတာကိုမင်းတို့ဘာတော့မင်းတို့စဉ်းစားပေါ့နော်ဘောင်းဝင်ဘူးဆိုတာကိုအမြင်တွေးခဲ့ရမှာပေါ့နောက်ပြီးတော့ဒီအတန်သိတဲ့ဘိတ်ကိုနော်ဥဆောင်ခဲ့တဲ့ဒီဒေါက်တာဒေဇာဆန်းတို့အဖွဲ့နော်ဆန္ဒပြုခဲ့တဲ့ဒီမန္တလေးဈေးချိုရှိဈေးချိုထဲမှာဆန္ဒပြုခဲ့တဲ့အဖွဲ့ကိုလည်းဒီမင်းအောင်လိုင်းတို့အဖွဲ့နော်မင်းအောင်လိုင်းတို့အဖွဲ့ဆိုတာထက်ဒီဗာလဲချိုင်းအတာဆန် ဆိုင်းသာဆိုင်ကဒီအမှတ်6နံပါတ်ရဲစခန်းကအမှုဖွင့်ခဲ့တယ်ဒီရေရေကောက်ပွဲကိုနောက်ဆက်ဟန်တာဟန်တာမှုကာကွယ်ရေးဥပဒေပုံမှ23ခါခွေးနဲ့မှုဖွင့်ထားခဲ့တယ်တဲ့နော်ဒီဒါကတော့သိရမလားဒီဖြစ်သွားတဲ့နေရာကလည်းမန္တလေးဒီမှာချိုင်းချိုင်းသာဆိုင်ဆိုတော့သူ့နံပါတ်ကန်ရဲစခန်းကတော့ဒီအမှုဖွင့်ရမှာသူ့တာဝန်ပဲပေါ့နော်ဒီဘာဘာကြီးတို့မသိတာတော့မင်းတို့ကသူကလိုက်ဖမ်းပေးမယ်လို့ပြောလေသိရမှာတာဝန်ရတော့မင်းတို့အမှုဖွင့်ပေးလိုက်မှာပဲကြည်ကောင်းအောင်တော့မှုဖွင့်ပေးလိုက်မှာပဲ နော်ဟိုလိုက်ဖမ်းပြီးမှဆိုရင်တော့မင်းတို့အုံနောက်နဲ့လဲလိုက်ဖမ်းလို့လဲရမှာမဟုတ်ဘူးနော်ဒီဒီလဲလိုက်လို့နေရာမှာတော့မဒီ bluetooth ပေါက်နဲ့တန်နှပြတာအောင်မှဒီမီးဖြက်လိုက်ရင်အတန်ပိတ်သွားမယ်ထင်ပြီးတော့မီးတောင်မှတော့ဖြက်နေတယ်နော် bluetooth ပေါက်ကိုပေါ်တော့တော့ညကျောင်းတော်နဲ့နော်ဒီကောင်တွေအုံနောက်လဲဘလို့မှလဲလိုက်လို့လဲမမီတော့ပါဘူးနော်ဒီဘလို့မျိုးတွေမလုံးပေးထားလဲဆိုတော့ဒေါက်တာ data sand note ကိုတဲ့မိတယ်ဆိုရင်ဒီမိတယ်ဆိုရင် သတင်းပေးနိုင်တဲ့လူဆိုရင်300ပေးမယ်နော်ဖမ်းဆီးနိုင်တဲ့လူဆိုရင်ဟိုတယောက်ကို300ပေါ့နော်ဒီကိုတောင်ဝန်ယူထားတဲ့အဖွဲ့အစည်းမှလည်းယာတို့တစ်ခုစီတဆင့်စီထပ်တိုးပေးမယ်ဆိုတဲ့မလုံးနေနဲ့ပေးထားတယ်နော်ဘလို့မလုံးပေးပေးပါနော်အုံတော့မရှိတဲ့ကောင်တွေကတော့ညံမီမှလည်းမဟုတ်ဘူးဒီလိုက်ဖမ်းဖို့လည်းညံမီမှလည်းမဟုတ်ပါဘူးနော်ဒီတော့လည်းစိတ်ပူစရာလည်းမရှိပါဘူးနောက်ပြီးတော့ဒီတော်လန်ပြည်သူတွေအတွက်လည်းသတင်းကောင်းကရှိပါသေးတယ်နော်ပြည်သူတွေကိုနေစင်းနဲ့မြဘုံကျဲပြီးတော့တိုက်ခိုက်နေတဲ့ ဒီလေတက်တွေတဲကမှတက်တစ်ခုဖြစ်တဲ့ဒီတောင်ငူလေတက်ကိုနော် BB BWM ပေါ့ BWM ဒီ Brave Warrior for Myanmar ကဒီ short tight တုံးနေနဲ့မနေ့ကည9:55မိနစ်မှာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နော်ဒီတော့ဒီတောင်ငူလေတက်ကမနေ့ညကတော့ဒီ short tight တုံးတွေ high one ကိုစားခဲ့ရတာပေါ့နော် Brave Warrior for Myanmar BWM အဖွဲ့ရဲ့ဒီဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Cold People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသဖိုက်တာစားကွက်အဖွဲ့တို့ကတဲ့ KNLA တမဟာနှစ်တမဟာ9နိုင်ပူးပေါင်းပြီးတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်ည9:55နာရီ55မိနစ်အချိန်မှာရှစ်အာနာသိန်းအုပ်စုရဲ့ဒီကေတုမတီလေတက်အတွင်းကိုတရားခေါ်မမရှော့တိုက်တုံး6လုံးကို BWN ရဲ့ mission 47အဖြစ်အောင်မြင်စွာပြတ်ခတ်နိုင်ခဲ့ပါတယ်။မြေဥဒေါ်လာရေးရဲ့ အနိုင်ရှုံးကိုအဆုံးဖြတ်ပေးမဲ့ရန်သူစစ်အုပ်စုရဲ့လေတပ်ကိုအများဆုံးဖြိုခွင်းနိုင်ရေးမှာတော်လှန်ရေးချိန်ကြာလာသည်နှင့်အမျှအရေးကြီးလာပြီဖြစ်၍ကျွန်ုပ်တို့ BWN ဖွဲ့သည်နေမြေကမဟာမိတ်များနှင့်ပူးပေါင်းကတောင်ငူလေတပ်၏ထီလောင်ကံများကိုအ धिक ပြတ်မှတ်ထား၍ယခုမစ်ရှင်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်ရန်သူစစ်အုပ်စုဘက်မှအထက်ထက်ပိတ်ဆို့ကာစီးထားတော်လဲနေမြေကမဟာမိတ်အဖွဲ့များရဲ့အမာခံကူညီမှုကြောင့်အဆိုပါအထက်ထက်ပိတ်ဆို့ကာစီးမှုများကြားမှခက်ခွဲစွာဝင်ရောက် ြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်များရဲ့ပြောကြားချက်အရတဲ့ပြစ်ခတ်လိုက်တဲ့ short တိုက်ဒုံးတွေကကောင်ဂိုလီတပ်အတွင်းကိုကြားရောက်ပောက်ကွဲပြီးတော့ထတ်ဆင့်ပောက်ကွဲတံများလဲကြားရကြောင်းပောက်ကွဲချိန်နိုင်ဝက်ကြော်ကြောင်းကနဦးကြားသိရပါသည်။ရန်သူရဲ့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုစုံစမ်းစစ်ဆေးပြီးတော့ဆက်လက်တင်ပြသွားပါမယ်။ဒေါ်လာရေးစစ်မျက်နှာကပုံမပြင်းထန်လာချိန်မှာစစ်တပ်ရဲ့လေတပ်ပြိုလျင်ဒေါ်လာရေးနိုင်မြီဟူတဲ့အချက်မှာပုံမပေါ်လွင်လာတဲ့အတွက်ကြောင့် ဒေါ်လာရေးအင်အားစုများအားလုံးဒီလေလေဒက်ပြိုကျရေးမရှင်များကိုဒီဇိုင်းမမတ်ပူပေါင်းဖော်ဆောင်ပေးကြရန်အထူးတိုက်တွန်းလိုပါသည်နော်ဒီတော့ဒီ BWN ရဲ့ထုတ်ပြန်ချက်လိုပဲပြောရမယ်ဆိုရင်ဒီဒေါ်လာရေးကြာလာတာနဲ့အမျှကျွန်တော်တို့ပြည်သူတွေရဲ့အထီးခိုက်ဆုံးပြည်သူတွေကိုဒုက္ခပေးနိုင်ဆုံးကဒီမဟာလာရဲ့လေဒက်ဖြစ်ပါတယ်ဒီတော့လေဒက်ကို နော်ထီ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 ရောက်ရောက်ဟိုတိုက်ခိုက်နိုင်မဲ့မရှင်တွေတိတိယောက်ယောက်ပြုလုပ်နိုင်မဲ့ဒီ ကျောင်းရာတွေပေါ်မှာဒီပြည်သူတွေအနေနဲ့လည်းပို့ပြီးတော့မှအားပေးကူညီဖို့ပါဝင်ကြဖို့လိုအပ်ပါတယ်။ဒီလေတက်ကိုတက်ခတ်တဲ့နေရာမှာလည်းပို့ပြီးတော့အာယုံထားဖို့အတွက် လိုပါတယ်နော်။ဒီလေတက်ကိုအားကိုးပြီးတော့ဒီမင်းအွန်လိုင်းကအခုချိန်ထိရပ်တည်နေနိုင်တယ်လို့လည်းပြောလို့ရပါတယ်။ဒါကြောင့်ဒီမဟာလာရဲ့လေတက်ကိုတက်ခတ်ရမှာလည်းပူပေါင်းပါဝင်ပေးကြပါနော်။ဒီနေ့အတန်သိတဲ့ပိတ်မှာလည်းလုံးဝပြည်သူတွေရဲ့ဟိုအားကိုလည်းမြင်ခဲ့ရတယ်နော်။အကုန်လုံး တစုတစည်းတဲ့အခုချိန်ထိဟိုတစိတ်တဝန်းနဲ့ရှိနေသေးတယ်ဆိုတာကိုမြင်တွေ့ခဲ့ရတယ်လို့ပဲပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသက်ပြရစေခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်